ဆယ်မွန်ကို QR လုပ်ပြီးတော့ကျွန်တော်ဆာရှိမီနဲ့ CS ဆယ်မွန်နှစ်မျိုးလုပ်ပြပါမယ်။စားနဲ့ကြားနဲ့ကိုချိုးထုတ်နေပြီးတော့ဆယ်မွန်ကမှအုပ်ပြီးတော့လဲဆုံး၄နိုင်ခန့်ရေခဲကြရမှာထည့်ထားပါမယ်။၄နိုင်လောက်ထားပြီးရင်တော့ဆယ်မွန်ကိုရေခဲကြညာနဲ့ပြန်ထုတ်ပြီးတော့စားတဲ့ကြားတွေကိုရေနဲ့ဆေးပြီးတော့ paper towel နဲ့တုပ်ထားလိုက်ပါမယ်။ဆာရှိမီလုပ်မှဖြစ်တဲ့အတွက်ကျွန်တော်ဆယ်မွန်ကိုရေကိုနှွာထားလိုက်ပါတယ်။သခွားကြီးလေးကိုလည်းပပလီးထားလိုက်ပါတယ်။မွန်လာဦးကိုလည်းကျွန်တော်ပါပါလိထားလိုက်ပါတယ်။ပြီးရင်တော့ရေခဲစိန်ထားလိုက်ပါတယ်။ ကော်ပီတုံလေးကိုလည်းပပလီပြီးတော့ရေခဲရေစိမ်ထားလိုက်ပါတယ်။ပက်တွန်မိုက်လေးကိုလည်းလီးပြီးတော့ရေခဲရေစိမ်ထားလိုက်ပါတယ်။ဆယ်မွန်လေးတွေကိုလီးထားပြီးတော့ခုနကပြင်ထားတဲ့ကော်ပီတုံရေ၊မုံလာဥရေ၊တခွားသီးရေကိုထည့်ပြီးရင်ဝါစာဘီနဲ့ဆယ်မွန်လေးထည့်လိုက်ရင်ရတော့ပါပြီ။ နောက်တစ်မျိုးကတော့ဖန်ဆီယာဆီယမ်လုံးပါပဲဆီယမ်ကိုရေကုန်ပါတဲ့ပက်ချန်နေပြီးတော့กินပါမယ်စားရင်းနေနေလေးဖြူလိုက်ပါတယ်ကျွန်တော်ကတော့နည်းနည်းမီးပြင်းပြင်းနဲ့กินလိုက်တော့ကြတော့ရေကုန်ကနည်းနည်းတူးတူးဖြစ်သွားတယ်ကျွန်တော် cherry tomato ရဲ့ garlic နဲ့ thyme နဲ့ butter ကိုထည့်ပြီးတော့ကျွန်တော် base လုပ်လိုက်ပါတယ်ဆီယမ်ရပြီဆိုရင်တော့ mash potato နဲ့ထည့်ပြီးတော့ခုနကအသီးရွက်ကလေးတွေကိုလည်းထည့်လိုက်ပါတယ်ကြောင်ကြော်ထားတဲ့ရေကုန်လေးကိုလည်းထည့်ပြီးတော့မော်လာဟုဘာဘာလေးတွေကိုလည်းထည့်လိုက်ပါတယ်။နောက်ဆုံးဆော့စလေးဖြန့်ပြီးတော့ရင်တော့ဖန်စီယာဆယ်မွန်နဲ့ဆယ်မွန်ဆာရှိမီလေးရတော့ပါပြီ။